်ငါလည်းမမြဲဘူးငါပစ္စည်းတွေလည်းမမြဲဘူးတနေ့ကျရင်ငါတို့အလုံးထားပွားရမှာပဲအရာခတ်သိမ်းဟာဘယ်သူမှမမြဲဘူးသင်္ခါရတရားမှန်သမျှဟာဘေးအရာပဲဖြစ်ဖြစ်ပြောင်းလဲပျက်စီးခြင်းနဲ့ပဲကြုံရမယ်ဆိုရင်စဉ်းစားဉာဏ်ကလေးတစ်ခုဖြစ်အောင်ကြိုးစားလိုက်ပါဆိုတာဝိပဿနာဉာဏ်ဖြစ်အောင်လုပ်ခိုင်းတာဆိုလို့တနေ့တစ်ခါတော့တတိယပြီးတော့ ကိုပိုင်တဲ့ပစ္စည်းတွေကိုအေးဒီနေ့ကျတော့မတို့ဒါတွေထားခဲ့ရဒီနေ့ကျတော့မတို့ထားခဲ့ရပစ္စည်းတွေပိုင်ဆိုင်တာတွေကြည့်ပြီးနှလုံးသွင်းငါတို့ကိုယ်တိုင်ကလည်းစောင့်ပစ္စည်းကလည်းငါတို့ကိုစောင့်ငါတို့ကတော့ပစ္စည်းကိုစောင့်ဘဝဆိုတာဘယ်ရမှမတည်မြဲပါလားမန္တိမြို့ကြီးတည်ပြီးတော့နန်းတော်ကြီးဆောက်ပြီးနေသွားတယ်မင်းတို့မင်းကြီးပဲရှောင်း ွဲဘဝဆိုတာမမြဲဘူးဆိုတဲ့အနိစ္စသင်ညာကိုစင်ញံတရားနဲ့မကြမကြစင်ញံသုံးသပ်ပေးခြင်းအဖြစ်ဝိပဿနာကုသိုလ်ဖြစ်ပါလေအဲ့ဒီဖြစ်လာတဲ့ဝိပဿနာကုသိုလ်သည်ကုသိုလ်ထဲမှာအကောင်းဆုံးလုပ်လို့ရတဲ့ကုသိုလ်ထဲမှာအကောင်းဆုံးပဲဒါဖြင့်သောရကတဲ့မဆိုင်လူတွေအဲ့ဒါတွေတွေးရင်စင်ញံတယ် အကုန်လုံးထားခဲ့ရမှာဒါတွေတွေ့ဆင်ရတယ်လို့ထင်အောင်တယ်လေမဟုတ်ဘူးအသိဉာဏ်နဲ့ဆင်ရင်သုံးသပ်ကြည့်တယ်အမှန်ကန်ကိုဆင်ရင်သုံးသပ်ကြည့်ရမယ်ကြည့်လိုက်ဘလို့ကျိုးရအောင်ဆိုတော့တွေ့တမှုတွေယော့သွားတယ်ဒါမှမယ်တွေ့တမှုတွေယော့သွားကိုယ့်ကိုထာဝရဖြစ်နေတဲ့အတွေ့အာယော့သွားတယ်ဩငါတို့ကတခဏပါလားဒ ခဏဆိုတော့အကျိုးရှိတာလောက်ပါပါလားဆိုဒီအသည့်လေးဝင်လာအဲ့ဒီအသည့်ကတန်ဖိုးရှိတာပြောတယ်เนาะတွေ့တာမှုတွေကိုရှင်းချနိုင်တယ်အသည့်နဲ့မှတွေ့တာမှုရှင်းချတွေ့တာမှုရှင်းချနိုင်မှရှင်းနေကတော့ကဆိုတာရှင်းချလို့ရတယ်စေတကြည့်လေကိုယ်နဲ့မပိုင်တဲ့ပစ္စည်းတွေလည်းဒီမှာတော့ကဖြစ်တယ်ကိုယ်မသိတဲ့လူတယောက်အတွက်လည်းဘယ်တော့မှတော့ကဖြစ်ဘူးတော့ကဖြစ်တာ ုနဲ့ခင်မင်းရင်းနှီးမှုကိုအကြောင်းပြုတယ်။ကိုပိုင်ဆိုင်မှုကိုအကြောင်းပြုပြီးလူတွေဟာစိတ်ပူနေကြတာဖြစ်တယ်။အဲဒီစိတ်ပူမှုတွေကိုမခံစားချင်ဘူးဆိုလို့ရှိရင်တွေ့တာမှုတွေဖြောင်းလိုက်ပါ။ကြိုးစားပြီးတော့အားနဲ့ဖြောင်းမမြဲဘူးဆိုတဲ့တဘာဝတရားကိုဆင်ခြင်သုံးသပ်ပြီးတော့ရှော့ချပြီးဖြောင်းပါဒီနည်းဒီဆေးရလွယ်လွယ်တခြားနေမရှိဘူးမြတ်စွာဘုရားဟောတာเนาะအေးဒါကြောင့်မို့ဘဝ ရရှိလာတဲ့အခါပစ္စည်းဥစ္စာနဲ့ပတ်သက်လာလို့ရှိရင်ပစ္စည်းဥစ္စာဥစ္စာရှာပွေခြင်းအသုံးပြုခြင်းဆိုတဲ့နေရာမှာရှာပွေတဲ့အခါမှာလည်းတရားမြတ်တမ်းမှုနဲ့ရှာပွေရအသုံးပြုတဲ့အခါမှာလည်းတန်ဖိုးရှိတဲ့အသုံးပြုမှုတို့အသုံးပြုအောင်မှာဖြစ်တယ်။အဲဒီကနေတဆင့်တက်ပြီးတော့အကောင်းဆုံးကုသိုလ်ဆိုတဲ့ဝိပဿနာကုသိုလ်တွေတို့နဲ့လုပ်အောင်မှာဖြစ်တယ်လို့ကိုယ်စီကိုယ်စီမှတ်သား တရားချက်ခင်သူတော်စင်ပြိတ္တာပေါင်းတို့မြတ်စွာဘုရားဟောကြားတဲ့ဒေသနာတော်ထဲမှာပစ္စည်းဥစ္စာရှာဖွေခြင်းနဲ့သုံးဆွဲခြင်းကိုစနစ်တကျလမ်းညွှန်ပြတဲ့အတိုင်တို့ရတွေပစ္စည်းဥစ္စာကိုရှာဖွေကြမယ်အသုံးပြုကြမယ်နောက်ဆုံးရလာတဲ့ဘဝလေးမှာမကန်တဲ့အသိဉာဏ်